ါပါရှင်ကျွန်တော်ကတော့ဒဇင်ပါဒီနေ့မေလာ၁၈ရက်နေ့အတွက် Drive Press Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကိုမြင့်သောအညာမြေစစ်စင်ရဲ့၄ရက်ကြာမြင့်တဲ့အထိတိုက်ပွဲပြင်းထန်နေတဲ့သတင်းအထွေထွေထိုးစစ်ဖြစ်လာရင်ပြည်သူတွေပါဝင်ပေးကြဖို့ဦးမင်းကိုနိုင်တိုက်တွန်းတဲ့သတင်းမုတ်တုံလေဝင်ရောက်လာပြီးဖြစ်တာကြောင့်ရေဘေးနဲ့လေပြင်းသတိပြုဖို့ NUG သတိပေးတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချန်ခရိုင်မှာတော်လိုင်းအင်အားစုတွေကကိုမြင့်သောအညာမြေစစ်စင်ရဲ့အမြင့်နဲ့စစ်စင်ရင်ဖော်ဆောင်နေပြီး ဒီနေ့မေလ18ရက်မှာတောင်တာနဲ့နထိုးချင်းမြို့နယ်တွေတဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့သိရပါတယ်။ဒီနေ့မှာဆိုရင်တောင်တာမြို့နယ်ထနောင်းကုန်းကျေးရွာနဲ့နထိုးချင်းမြို့နယ်ဝက်လူကျေးရွာတို့မှာတိုက်ပွဲဆက်ဖြစ်နေရလို့ဒေသခံတွေနဲ့တော်လှန်ရေးတရင်ရင်မြစ်တွေကပြောပြပါတယ်။ထနောင်းကုန်းရွာကစကံမှာစစ်တပ်နဲ့ပြူစောတိတို့ပူးပေါင်းတပ်ဆွဲထားတာလို့တော်လှန်ရေးတရင်ရင်မြစ်ကဆိုပါတယ်။ကိုမြင့်သောအညာမြစ်စစ်စင်ရေးကိုမေလ15ရက်ကစတင်တာဖြစ်ပြီးမြင်းချန်ခရိုင်တဲကမြင်းချန်တောင်တာနဲ့နထိုးချင်းမြို့နယ်တွေတွင်တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းအင်အားစုတွေကတိုက်ခတ်နေတာပါတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကတော့မြင်းချံမြို့အထက်ကကြောက်ပြုတ်ရွာစင်မီခုံရွာနေထိုးကြီးမြို့နယ်အတွင်းကတရုတ်မြန်မာဒန်ဝေပိုက်လိုင်းလုံခြုံရေးအဆောက်စခန်းတောင်တာမြို့နယ်ကထနောင်းကုန်းရွာတို့ဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းဂျက်တိုက်လေရင်တွေအပေါ်စားထောက်ပို့လေရင်တွေတုံးပြီးလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေရလို့သိရပါတယ်နေထိုးကြီးမြို့နယ်ကိုလည်းဝယ်တယ်ချတာကတော့တောင်တာကိုတစ်ချိန်လုံးသွားချနေရလို့ဒေသခံတို့ကပြောပြပါတယ်တိုက်ပွဲတွေအတွင်းနှစ်ဖက်ကြအဆုံးရှိနေပြီး စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းချက်ခရိုင်တပ်ရင်းတွေထဲကတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့သိရပါတယ်။လက်ရှိအခြေအနေမှာကိုမြင်းဆောင်ညာမြေစစ်စင်ရဲ့တိုက်ပွဲအခြေအနေတွေကိုအပြည့်အစုံမသိရသေးပဲတိုက်ပွဲတွေပြင်းထန်နေသေးလို့ဒေသခံတွေနဲ့တော်လိုင်းရဲသတင်းရင်းမြစ်တွေကသတိပေးပါတယ်ရှင်။အမျိုးသားညွရဲ့ဆိုရ NUG ရဲ့အကောင်အထည်ဝန်ကြီးဌာနကကြေညာထားပြီဖြစ်တဲ့အထွေထွေထိုးစစ်ဖြစ်လာရင်ပြည်သူတွေပါဝင်ပေးကြဖို့78မျိုးဆက်ခေါင်းဆောင်တူဦးဖြစ်တဲ့ဦးမင်းခွန်နိုင်ကတိုက်တွန်းလိုက်ပါတယ်။ပြည်လုံးကျအထွေထွေထိုးစစ်ကြီးဖြစ်လာချိန်မှာ လူတို့အနေနဲ့ငွေကြေးထောက်ပံ့တာအပြင်တရင်ပေးတာအစားအသောက်ထောက်ပံ့တာစတဲ့ကိုတက်နိုင်တဲ့ကဏ္ဍကနေပါဝင်ပေးကြဖို့ဦးမင်းကိုနိုင်ကပြောပါတယ်။ AR တိုင်းစစ်ဌာနအောက်ကတက်ရင်တက်ဖွဲ့တွေအတွက်ရန်ပုံငွေရှောက်ဖွေပေးနေတဲ့ကမ်ပိန်းခွင့်ပွဲကိုမေလ16ရက်ကပြုလုပ်ရမှာအဲ့ဒီကမ်ပိန်းမှာဦးမင်းကိုနိုင်ကထည့်သွင်းပြောခဲ့တာပါ။အထွေထွေထိုးစစ်ကြီးစစ်နွဲမကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကောက်ွေးဝင်ဌာနကလည်းကြေညာထားပြီဖြစ်တယ်လို့ဦးမင်းကွန်နိုင်ကဆိုပါတယ်ဆရာနာရှင်ကိုဖြုတ်ကြနိုင်ရင်မှာ တစုတစ်ခွဲကောင်တိုက်လို့မရနိုင်ဘူးလို့လည်းဥမွင့်ကွန်နိုင်ကပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်းကလည်းတနိုင်ကလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွယ်ဖို့ပြင်ဆင်နေရလို့ပြီးခဲ့တဲ့ match လအတွင်းကကျင်းပခဲ့တဲ့ PDF တင်းနှင်းစင်ပွဲမှာထည့်သွင်းအသိပေးပြောဆိုထားပါတယ်။ PDF တပ်ဖွဲ့အနေနဲ့စစ်ရေးဗျူဟာ၃စစ်ရှိပြီးပထမအဆင့်အနေနဲ့တနိုင်ကလုံးကွက်ပြစ်စစ်ရေးလှုပ်ရှားနိုင်အောင်ကြိုးစားခဲ့တယ်လို့ဒုတိယအဆင့်မှာတော့မြို့သိန်းစကန်တိုင်းတိုက်ပွဲတွေဆင်နွှဲတာဖြစ်ပြီးနောက်ဆုံးအဆင့်မှာတော့တနိုင်ကလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ဖြစ်တယ်လို့ အန်ယူဂျီကာကွယ်ဝင်ကြီးကပြောပါရရှင်။အနောက်တောင်ဘက်ဒုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသကိုစတင်ဝင်ရောက်လာပြီးဖြစ်ပြီးရေကြီးတာနဲ့လေပြင်းပေးသတိပြုကြဖို့အမျိုးသားညွန့်ရဲဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးပါရယ်။အနောက်တောင်ဘက်ဒုံလေးဟာမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသတွေကိုပြီးခဲ့တဲ့ရက်ပိုင်းမေလ23ရက်ကစတင်ဝင်ရောက်လာခဲ့တာပါ။မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်ကနေ26ရက်အတွင်းနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုတော့ ဇွန်လတရက်နောက်ပိုင်းမှာမုတ်တုံလေဝင်ရောက်လာနိုင်တယ်လို့ခန့်မှန်းထားတာပါအနောက်တောင်မုတ်တုံလေဝင်ရောက်လာချိန်မှာနေရာကွက်ပြီးမူကြီးတာမူတိကျွေတာနေပြင်းတိုက်ခိုက်တာနဲ့ရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးထားပါတယ်ပြီးခဲ့တဲ့ရက်တစ်ပတ်မေလ9ရက်ကဆိုရင်နိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာနေရာကွက်ပြီးမူကြီးတာကြောင့်ကျိုင်းတုံတာချီတိုင်းလမ်းပိုင်းတချို့ပြက်စီးခဲ့ပါတယ်မေလာကိုရမှာပဲစကိုင်းတိုင်းဟုံးမလင်းမြို့နယ်တောင်တွရွာမှာနေပြင်းတိုက်ခတ်ပြီးဘာသာရေးအဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ် မန္တလေးမြို့မှာလည်းမေလ၁၀ရက်ညနေပိုင်းမှာမိုးသီးတွေကျွေးပြီးမိုးတက်လေပြင်းကျခဲ့ပါတယ်။ဒါ့အပြင်မေလ၁၈ရက်ကလည်းမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်ရှင်။ပြည်ပစွင့်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။